ားခဲ့လို့ဆိုလေငယ်ကိုပေးလိုက်ဟောဖုန်းလိုက်အိမ်သားလည်းသွားပြောတယ်ပတ်စံနေရောယူသွားလားအလုံးဝဲမင်္ဂလာပါရှင်ဇလီရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အခုဇလီတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့လုံးဝကိုဒါစိတ်မကောင်းစရာကောင်းတဲ့ view file လေးပဲဖြစ်ပါတယ်ရှင်ဒီ view file ထဲမှာဆိုလို့ရှိရင်တော့ဒီလီဖြတ်နေတဲ့ဦးလေးကြီးကတော့ဒီလိုင်းသားရကိုကြီးကသွားရောက်ပြီးတော့ဒါလှူဒန်းပေးရဲ့ view file လေးပဲဖြစ်ပါတယ်ရှင် ီဦးလေးကလေးဖြတ်နေရလဲနည်းနည်းတော့ကြာပြီရှင့်ဒီဦးလေးရဲ့မိန်းမကတော့ဘလောက်တောင်မှမယိုင်းလဲဆိုလို့ရှင့်နော်အလူခံလို့ရတဲ့ပတ်စံနေကိုအကုန်လုံးမပြီးတော့နော်လင်ငယ်နဲ့ထွက်ပြီးသွားတာရှင့်ဒီဦးလေးခင်ဗျာဘလောက်တောင်မှတနာဖို့ကောင်းလဲနော်သူချီကောင်းလက်ကောင်းရှိတော့ဒီမိသားစုကိုသူကိုယ်တိုင်ပဲရှာဖွေကြွေးမွေးခဲ့တာရှင့် အဲ့ဒီဂျေဇူးတရားတွေကိုမှမထောင်းတော့ဒီဦးလေးကြီးအတွက်လူတဲ့အလူငွေတွေကိုယူပြီးတော့နော်လင်ငယ်နောက်ကိုကောက်ကောက်ပါအောင်လိုက်သွားတာရှင့်ဒီဦးလေးခင်မဘလောက်တောင်မှနော်သူဝမ်းနေကြေကွဲနေမလဲရှင့်သူခင်မနော်မလုံနိုင်မကင်နိုင်မစားနိုင်နဲ့နော်သူများကျွေးမှမွေးမှစားရမယ်ဘဝအောင်နော်လူမျိုးလှုပ်သွားတာတော့လုံးဝကိုမကောင်းအောင်ရှင့်ဗျူဖိုင်လေးကိုအတူတူကြည့်ကြည့်လိုက်ကြရအောင်ရှင့်အော်ရေဘေးလင်ငယ်ကိုပေးလိုက်ဟောဖုန်းလိုက်အိမ်သားလေးသွားပြောတယ်ဟောပြောပါအောင်ဘာဖြစ်လဲ ကြားတယ်မိမထားခဲ့လို့ဆိုပတ်သက်နေရောယူသွားလားအပြုတ်ထားခဲ့ဟောသူဖုန်းနေပြောနေလို့ဟောအားကြောင့်စူလိုက်တာနောက်တစ်ယောက်လည်းဘယ်လိုလဲ

ไรบ่อือเอาแย่สิโอ้ยเออเฮ้ยเคลียร์ป่าวล่ะอืมดาก็တော့ดาก็တော့ดาดีอลูชินนี่เนี่ย ไดเมบ่เนาะดาดีအကိုရွတ်တွေ့ရဆိုရင်တော့ဒါမှတ်မိမှာပေါ့အဲလွန်ခဲ့တဲ့လလောက်ကလွန်ခဲ့တဲ့လလောက်ကမှ ဒီအလူရှင်တွေအကုန်လုံးပေါ့နော်လူရတဲ့အလူငွေတိန်30ကျော်ရတယ်ဗျတိန်30ကျော်ရတာကိုကျွန်တော်လူပေးလိုက်တယ်အဲဒီအကိုရဲ့အမျိုးသမီးက အခုပေါ့နော်လွန်ခဲ့တဲ့3ရက်လောက်ကတဲ့သူ့ထားခဲ့ပြီးတော့သူ့ထားခဲ့ပြီးတော့သူအိမ်မွားနေထွက်သွားတယ်ပေါ့သူ့ထားခဲ့ပြီးထွက်သွားတယ်ပေါ့အဲအเจ้าရင်းကတော့ဟိုကျွန်တော်တို့တီးတလောက်ကဒီဖုန်းတွေပါရေးအချိန်မတော်တွေပါလာတယ်ပေါ့ လာလို့ရှိရင် तू အိမ်သားလေးကြီး तू ပြောတယ်အပြင်နေ तू ပြောတယ်အဲ့လိုတွေလုပ်တယ်ပေါ့လုပ်တော့ तू နဲ့အဲ့လိုပေါ့နော်ဟိုဘောကရောက်ကဆဖြစ်မှာပေါ့အဲအဲ့ဒါအခုပတ်သက်နေအကုန်ယူပြီးထွက်သွားတယ်တဲ့လက်ရှိကတော့ဒီအကိုကိုဒီဘေးအခန်းမိသားစုတွေကကျွေးတယ်လို့ပြောတယ်နော်အဲအခုအမျိုးသမီးကဘယ်လိုဖြစ်လို့ထွက်သွားလို့ထင်လဲဘယ်သွားတယ်လို့ထင်လဲဟိုရေ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 အလဲရော ။ဟောတရင်ကြတာ။ဟောအလဲရွာမှာ။အခုပြန်လာမယ်ထင်လား။ကျော်ရင်ဆောရ။အဲဆိုင်ကဲ။ယော။ဟောဆိုင်ကဲလည်းမရှိတော့ဘူး။ယော။ရှိသမျှပစ္စည်းတွေပါเนาะအကုန်ရောင်းချပြီးတော့လက်သွားလာမသိဘူးเนาะလင်ကြီးရဲ့ပတ်စံတွေပါမပြီးတော့ဒါထွက်ပြီးတာရှင်ဘလောက်တောင်ရုံးမှလိုက်တဲ့မိမ့်မှလဲเนาะအေးရဘိုးရ ရေဘေးလေးငယ်ကိုပေးလိုက်ဟိုတော့လေးငယ်ရှိတယ်လို့ထင်တာလားဟုတ်ရဲ့ဟောသူကိုယ်တိုင်ပြောတာအော် तू ကနောက်တယောက်ထားနေတယ်လို့သူကိုယ်တိုင်ပြောတာဟုတ်ပြီဟောလေးငယ်ပေးလိုက်ပြီလို့ပြောတာအဲ့တော့

်ရှိပါဘူး။ဟောအဲ့ဒါဆိုရင်အဲ့ဒါတွေပဲထားခဲ့။ဟုတ်။ဟောကျန်တာကိုယူသွားတာ။ကျန်တာဟုတ်။ဟုတ်။အဆုတ်တွေဟမ်ဟမ်။အဲဘောကျွန်တော်အခုတို့ရဲ့ဗောနော်ဒီ ဒီအကိုရဲ့အဆောင်ကိုကျွန်တော်လှမ်းပြီးတော့မေးကြည့်တဲ့အခါကျတော့ဒီအဆောင်ပိုင်ရှင်အမကြီးကဘာပြောလဲဆိုတော့အဲသူတို့ရန်ဖြစ်တယ်ဆင်းသွားတယ်ဆင်းသွားပြီးတော့မှဒီအဆောင်ပိုင်ရှင်အမကြီးကဖုံးဆက်တဲ့အခါကျတော့ဗောနော်ဒီနေ့လှိုင်းတာအကိုကြီးနဲ့ချိန်ထားတယ်လို့ပြောတယ်တဲ့အမှန်တော့ကျွန်တော်နဲ့လည်းမချိန်ထားဘူးနော်ဒီနေ့နှစ်နာရီလောက်ချိန်ထားတယ်လို့ပြောတာဟုတ်ဟုတ်ဟမ်ကိုကြီးတော့ပြောလို့ရှိရအဲ့တော့ဟုတ်လား ဘုရားဘယ်ကြောင့်အခုဓမေသာဘုစားပြီးပါလားဘယ်ကြောင့်ဘယ်နဲ့ဘလောက်ရှိလဲဟောဟောနာတော့အော်အဲဘလို့ဘလို့ဘလို့ပြောရမလဲဆိုတော့ဘလို့ပြောရမလဲဆိုတော့ဒီဟာအခုလက်ရှိကတော့ဒါဟိုသူအခုဒီကိုပြောတဲ့အတိုင်းပဲဗောနော်အဲကျွန်တော်လည်းတေတေချာတိကြမသိတော့ဟိုဆွဆွဲကြီးမပြောတတ်ဘူးဟိုပြောလို့လည်းအဆင်မပြေဘူးဗောနော် အဖြစ်နေကျင်တာတော့ဒီအမပေါ့နော်ဒီအမတကယ်လို့များထွက်သွားတယ်ဆိုလို့ရှိရင်လည်းဒါပြန်လာဦးမလားမလာတော့ဘူးလားဒါမှမဟုတ်ဘာကြောင့်ကြောင့်ထွက်သွားတာလဲဘောနော်အဲ့ဒါလေးသိလို့ရရင်တော့သိကျင်တယ်တကယ်လို့ပြန်လာမယ်ဆိုလဲဒါအမြန်ဆုံးပြန်လာစေချင်တာပေါ့ဘာလို့လဲဆိုတော့ဒီမှာမျိုးသားတယောက်တည်းဒီစာဝတ်နေနဲ့အဲဒုက္ခနေတော့လေသူကဟိုအပေါ်ထဲမှာနေရတဲ့ခါကျတော့အတက်စင်းအရန်ဒုက္ခရောက်တယ်အဲသူ့အနေနဲ့ဘာမှလောက်ကင်နိုင်ရွက်မရှိတဲ့ခါကျတော့ဘောနော်အဲလောလောဆယ်တော့ကျွန်တော်ဟိုလောတယ်ဒီ အခုမျိုးသီးပြန်မလာခင်စားဖို့တောက်ဖို့လေးကျွန်တော်ပြုပေးလိုက်အောင်မယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟေးဗောရောလောတဲ့တသိန်းလူပေးလိုက်မယ်အင်းအဲကိုတုတာ2000 ဟောအကမိသားစုပေါ်ဟောအဲ့ဆန်နေပြီလားဒါတသိန်းနဲ့တောင်းလှူပေးတာကတော့ကျွန်တော်တို့ဘောနော်ဒီတရုတ်ပြည်ကနေအကိုကြံဖုံးမဆန္ဒဝင်းတမီးလေးဘောနော်တမီးလေးမိုးအလင်္ကာရှင်ကနေပြီးတော့သူ့ရဲ့မွေးနေ့လေးအတွက်ဆိုပြီးတော့လှူပေးထားတဲ့ နေ့တွေကနေကျွန်တော်လှူပေးတာပါခုနေ့ကတော့ကျွန်တော်တို့မိဘမဲ့ကလေးအကြောင်းကိုခမင်းကျွေးတယ်အဲဒီနေ့ကျတော့ဒီအကိုကိုကျွန်တော်လှူပေးတယ်ဗောလေအဲဒါကတော့ဒါသူတို့ရဲ့မိသားစုပုံလေးဗောအဲသူ16နှစ်ရှိပါသေးလား16နှစ်ကျော်17နှစ်ကျော်ပါပြီအစ်နှစ်30ကျော်ပါပြီဟောသူတို့ရဲ့အိမ်တော်ကြီးကနှစ်20ကျော်ပါပြီလက်ရှိမှာမတန်ဆွမ်းဟိုဗောနော်ဒီလေးလေးဖြတ်တဲ့ယောဂါဖြစ်လာတဲ့အခါကျတော့ဟိုသူ့အမျိုးသမီးကသူ့ကိုထားခဲ့တာဗောနော်ထားခဲ့တယ် ပတ်စံနေလဲအကုန်ယူသွားတယ်လို့ပြောတယ်ရှိတဲ့ဆိုင်ငယ်လေးကိုလည်းလင်ငယ်ကိုပေးလိုက်ပြီးတော့ပြောတယ်တဲ့ဆိုပြီးတော့အခုအဲ့ဒီပြဿနာတက်တာပေါ့နော်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ကိုချမ်းမုတ်မဆန္နာဝင်းတမီးလေးမိုးလင်ကရှင်ရဲ့ဝင်းနေလေးအတွက်လှူထားတဲ့အလွန်ဝင်လေးကိုလှူပေးတာဖြစ်ပါတယ်အလူရှင်တွေကိုလည်းကျေးဇူးတင်ပါတယ်ကျေးဇူးပါ ်ဝေကျွေးရှိရင်လည်းဒီဘွားနဲ့ကြည်ပါစေလို့ဆုတောင်းပေးပါရရှင်။ဒါကြောင့်မလို့ပြောတာနော်။ကို့အပေါ်ကိုတကယ်နော်နာခံနေကို့တကယ်ချစ်တယ်မချစ်ဘူးဆိုတာကနော်။ဒီလိုမျိုးဒုက္ခရောက်နေတဲ့အချိန်မှသာတိမှရှင့်။ကယ်တမ်းဗဇက်ကနေပြောနေတဲ့အရာတွေကနော်တကယ်အချစ်စစ်မေတ္တာစစ်တွေမဟုတ်ဘူးရှင့်။ တနာပါရနော်ဒီဦးလေးခမရဘလောက်တောင်မှဝန်းနေကြည်ခွဲနေမလဲနော်သူဒီလိုမျိုးချီမကောင်းလက်မကောင်းနေအချိန်ကြမှာဒီလိုမျိုးဖြစ်သွားတာဆိုတော့သူ့အတွက်ပိုပြီးတော့ဒါဝန်းနေစရာပဲရှင့်ကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင့်တကယ်ချင်းတို့လည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးဘူသူတာတစ်ခုခုရလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင့်ဆုံးတီလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်